က်ဆက်ဆက်ပိုင်ဆိုင်မှုအငင်းပွားမှုတွေတောက်လျှောက်ဖြစ်ပွားနေတဲ့တဝယ်မျိုးတစ်ကလယ်မြေတွေကိုစီးပွားရေးလုပ်ငန်းရှင်တွေကနီးမျိုးစုံနဲ့အပိုင်သိမ်းဖို့လှုံ့ဆော်လာနေကြပါတယ်။မြို့ရှောင်လန်းလို့ခေါ်တဲ့တဝယ်မျိုးတစ်ခုနှစ်လန်းနဲ့တဝယ်မြစ်ကြားကဧကရာနဲ့ချီတဲ့လယ်မြေတွေကိုစီးပွားရေးလုပ်ငန်းရှင်တွေဟာအာနာပိုင်တွေနဲ့ပေါင်းပြီးဓမ္မဦးချလောက်ကင်စားတောက်လာတဲ့လက်သမားတွေစီကနေလူယူလာနေကြတာလို့ဆိုပါတယ်။ ဒဝယ်မြို့တစ်ကလမ်းမြေတွေဟာ1990ခုနှစ်ကတည်းကတင်းဆဲခံထားရတဲ့နေရာတွေဖြစ်ပြီးခက်အဆက်ဆက်မဖြေရှင်းနိုင်ပဲပိုင်ဆိုင်မှုအငင်းပွားနေကြတာပါ2021မှာစစ်အုပ်စုကအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့စီးပွားရေးလုပ်ငန်းရှင်တွေစစ်ဘိုတွေဝန်ကြီးတွေကပါအဲ့ဒီလမ်းမြေတွေကိုငွေကြေးနဲ့အာဏာအသုံးပြုပြီးလက်သမားတွေစီကနေမောင်းပိုင်စီးဖို့စ조사လာကြပြန်ပါတယ်။ ဓမ္မဦးချလောက်ကင်စားတောင်းနေတဲ့လယ်မြေတွေမှာစီးပွားရေးလုပ်ငန်းရှင်တွေစစ်ဘုချုပ်တွေနဲ့ဝန်ကြီးဆိုသူတွေရဲ့နာမည်နဲ့မြေကရန်ထွက်နေပြီးအဲ့ဒီမြေကရန်နာမည်ပေါက်တွေနဲ့လက်သမားမြေတွေကိုမောင်းပိုင်စည်းလာကြတာပါဒီလိုမောင်းပိုင်စည်းဖို့စ조사လာနေတာကိုလက်သမားတွေဘက်ကဥပဒေအရပြန်ခုခံချေပေါဖို့အခွင့်အရေးမရှိတဲ့အပြင်အသက်အန္တရာယ်ပါချင်းချောက်ခံလာရတာတွေရှိလာနေပါတယ်စီဘွေးတမားရိနဲ့မြေပွဲစားရိနဲ့ကမြေပွဲစားရိကတော့တော်တော်ဆိုးတယ် စစ်တပ်ဘက်ကလင်းနေကိန်းတွင်ကိုခုတ်ခုတ်ပြီးချိတ်ချောက်ခိုင်းတော့ပေါ့နော်ဒီလိုချိတ်ချောက်ခိုင်းတော့ကျွန်တော်တို့မကအသက်ပို့လဲရှိတော့မဟုတ်တော့ကြောက်တော့ပေါ့ရှင်တချို့လေသမားတွေကတော့ချင်းချောက်အကြက်ကင်ခံရလို့တင်းရှောင်နေကြရတယ်လို့ဆိုပါတယ်ဒီလိုချင်းချောက်အကြက်ကင်လာကြလို့စီးပွားရေးလုပ်ငန်းရှင်တွေပေးသလောက်ငွေကိုလက်ခံပြီးလယ်မြေတွေကို ထိုးအပ်လိုက်ရတဲ့လယ်သမားတွေလည်းအခုနောက်ပိုင်းပိုများလာနေတယ်လို့ဆိုပါတယ်။ပိုဒီဘောနဲ့ချင်းနဲ့ဆိုတာကဥမာကိုက ဟိုဒီလေလေးသတိပေါက်ထားတယ်ခဏပေါက်ထားသူကျွန်တော်နဲ့လာညှိလို့ချင်းကျွန်တော်တို့တရားတော်ကယူမလားဘယ်လိုဘယ်လိုပေးမလဲပေးရမလဲစင်ပြေလည်းယူလိုက်တာပေါ့ဗျာအဲ့လိုတွေပြီးွားတယ်လူလည်းရှိရဲ့ဟမ်အဲ့လိုလိုလည်းအဲ့လိုလိုလည်းရတယ်အဲ့လိုလိုကအဲ့လိုလိုမဘာသက်စီနေအဲ့ဒါစီနေကြတာတရားလည်းမပေးနိုင်လို့ကြားတဲ့ဒီတိုင်ဆိုတော့ပေါက်ကြတော့လက်ခံလို့မရဘူးလေဥပဒေအတိုင်းဖြည့်ရှင်းဖို့စူးစမ်းနေတဲ့လယ်သမားတွေလည်းရှိပါတယ် ဒါပေမဲ့ရှေးကဖြစ်စဉ်တွေမှာတော့လယ်သမားတွေဘက်ကအမှုနိုင်တယ်ဆိုတာမရှိပဲတောက်လျှောက်အမှုရှုံးခဲကြတာပါအနာသိမ့်ပြီးနောက်ပိုင်းဒဝယ်မျိုးမှာမြေစည်းတွေအဆောက်မတန်ထိုးတက်သွားတဲ့အချက်ကလည်းလယ်မြေတွေအလုခံလာရဖို့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့လက်သမားတွေကပြောဆိုကြပါတယ်။ဒဝယ်မျိုးသစ်တဲ့ကားလန်းပေါက်တဲ့နေရာတွေမှာပေ20ပေ60မြေကွက်တစ်ကွက်ဟာအခုဆိုရင်ကြက်သိန်းထောင်ချီစည်းပေါက်နေပါတယ်။ မြို့ထဲကမြေဆိုရင်တော့ဒီထက်3-4ဆလောက်ဈေးပိုကြီးပါသေးတယ်။အဲဒီလိုမြေဈေးတွေထိုးတက်သွားတာကြောင့်စီးပွားရေးသမားတွေကပိုင်ဟာဆန်ရတွေနဲ့ပေါင်းကြံပြီးလက်သမားတွေစီကမြေကို အတင်းလူယူလာကြတယ်လို့ဆိုပါတယ်။အဲဒီလိုနီးနဲ့ရလာတဲ့မြေတွေကိုအကွက်ဖို့ပြန်ရောင်းချတဲ့နီးနဲ့စီးပွားရေးသမားတွေအလုပ်ဖြစ်နေကြသလိုအချို့တွေကတော့အဆောက်အုံတွေစောက်ပြီးဟိုတယ်၊စားတောက်ဆိုင်၊ကုန်လောင်ရုံးစတဲ့စီးပွားရေးလုပ်ငန်းတွေထူထောင်လာကြတယ်လို့ဆိုပါတယ်။